သုံးလပြီးသွားတဲ့အချိန်မှာကျမမှာရှိနေအရင်တုန်းကကိုယ့်ကိုယ်ကိုလေးဟို insecurity တို့ဒီအဲ့လိုမျိုးအပိုင်းနေပေါ့နော်နည်းနည်းရော့လာတယ်လို့ခံစားရတယ်။သူများပုံမှာကျမအရင်ကတန်နေရကြီးအရင်အများတက်တယ်။အများနဲ့တန်နေရဝင်ပြီးကိုယ့်ကိုယ်ကိုတယောက်ထဲတိုက်ပတ်တတ်တဲ့လူမျိုးပေါ့နော်။အဲ့ဒီခါကြီးရော့လာပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာတယ်။ မကဒေါက်တာအေးမွန်ဖြစ်ပါတယ်။ဒီမကတော့ဒီ inner harmony ကဆ iam ပိုးရင်နဲ့လက်တွဲဖြစ်ခဲ့တာပေါ့နော်ပထမဦးဆုံးဒီမကောင်ဆယ်လင်းစာယူခဲ့တယ်။ဒီမဟိုယောဂါရှာဖွေတယ်လို့ပေါ့နော်ပထမဦးဆုံးကောင်ဆယ်လင်းယူပြီးတော့ဒီမရဲ့ဒီစိတ် ထဲအခြေအနေတွေကျမရဲ့ body အခြေအနေစိတ်အခြေအနေတွေကိုဆရာမနဲ့တိုင်ပင်မှုအတွက် counseling ဆာယူခဲ့တယ်။ counseling ကနေပြီးတော့ထွက်လာတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ကျမစိတ်ကုသဖို့အတွက်လိုအပ်လာတဲ့ဟိုပုံစံမျိုးပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုလို့ရှိရင်ဆရာမနဲ့ life transformation လို့ခေါ်တဲ့ ဂျာနီ၃လဂျာနီကိုပေါ့နော်ကျွန်မရှောက်လန်းခဲ့တယ်ပထမအဆုံးလမှာဒီစိတ်ဟို body ကျန်းမာရေးပေါ့နော် body ကျန်းမာအောင်ဒီ meditation လုပ်တဲ့အခါမှာစိတ်တည်ငြိမ်ဖို့အတွက် body ကျန်းမာဖို့အတွက်အဆအဆအရာရာပေါ့နော်ဒီဟို self love ိုရှာဖွေတွေ့ရှိအောင်အဲ့လိုပေါ့အစုံပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ပထမဦးဆုံးလာမှာအဲ့ဒါတွေလုပ်ခဲ့တယ်တဖြည်းဖြည်းနဲ့ဒီမိုင်းပေါ့နော်မိုင်းရနေပြီးတော့ sprint ဘိုင်းထိရအောင်ပေါ့နော်ဒီ၃ဘိုင်းကိုတည်ငြိမ်လာဖို့အတွက်ဒီမှာ light transformation ၃လခီကိုရှောက်လန်းခဲ့တယ်အဲ့ဒီမှာဆာမလုတ်ခိုင်းတဲ့ဒီ guide အတိုင်း light လုတ်လာရင်းနဲ့ကျမရဲ့ body ကအရင်ထက်စာလို့ရှိရင်ယောဂတွေပေါ်ပါလာကျမဇကြောတက်တက်တယ်ဒီခန္ဓာကိုယ်ကြီးလေးလံနေနောက်ပြီးတော့ဗောနောအမျိုးသမီးနဲ့ပတ်သက်တဲ့ဒီအမျိုးသမီးရာဒီကိစ္စတွေဆိုလဲကျမမ မှန်တတ်တဲ့လူပေါ့နော်အဲ့ဒီမှာ body ဘိုင်းကို workout တွေဆော့ရတယ်ဒီမှာဒီဟိုဟာတွေစားရတယ်ညက်နေဘက်ကိုဒီ fasting တွေစားခိုင်းစားရတယ်ပေါ့နော်ပြီးတော့ meditation လုပ်ဖို့အတွက်ခန္ဓာကိုယ်ရဲ့ weight ကိုရှော့ရှော့ရတယ်ပေါ့အဲ့ဒီကနေစခဲ့တယ်အဲ့ဒီမှာ weight လည်းကျသွားတယ်ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုပိုရှိလာပြီးတော့အရင်ကပျောက်နေတဲ့ဟိုယုံကြည်မှုတွေပြန်ပြီးရောက်ရှိလာတယ်လို့ခံစားရတယ်အဲ့ဒီမှာနောက် ဟိုသုံးလပေါ့နော်စူးစမ်းစူးစမ်းရင်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ step by step လုပ်ရင်းနဲ့မှာကျမတိတာတခုကတော့ဒီသုံးလပြီးသွားတဲ့အချိန်မှာကျမမှာရှိနေအရင်တော့ကကိုယ့်ကိုယ်လေးဟို insecurity တို့ဒီ အဲ့လိုမျိုးအပိုင်းနေပေါ့နော်နည်းနည်းရော့လာတယ်လို့ခံစားရတယ်သူများပုံမှာကျမအရင်ကတန်နေရတယ်အရင်အများတက်တယ်အများတန်းတန်နေရဝင်ပြီးကိုယ့်အကူတယောက်တည်းတိုက်ပတ်တက်တဲ့လူမျိုးပေါ့နော်အဲ့ဒီဟာတွေရော့လာပြီးတော့ကိုယ့်ကိုယုံကြည်မှုရှိလာတယ်နောက်အတိတာဆုံးကတော့ share row work တွေပေါ့နော် share row work နဲ့ပတ်သက်တဲ့ဟာတွေဟိုတော်တော်လေးပြုတ်သွားတယ်ကိုယ့်ကိုယ်ကိုနောက်ဒီအဝိစားဘာညာပေါ့နော်အဆအဆရအားလုံးနဲ့ပတ်သက်တဲ့ share row တွေတော်တော်လေးရော့သွားပြီးတော့ကိုယ့်ကိုယ့်ကိုယ် ကိုသားလေးအဓိကဆိုတော့ကိုကိုကိုရှာဖွေတွေ့ရှိတဲ့အေဂျင့်မှုတစ်ခုကိုရရှိခဲ့တယ်လို့ခံစားရတယ်။အဲအကြောင်းမလို့လေအဲ့ဒီနောက်မှာဒီလုပ်တွေကိုငါတသက်လုံးလုပ်တော့မယ်ငါတစ်ခုခုတော့ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဒီလမ်းကိုဆက်လျှောက်ခဲ့တယ်။ဆီယမားနဲ့ပဲ healing နေလုပ်တယ်။နောက်ဒီရသမျ session လေးတွေပေါ့နော်။ဒီဆီယမားလုပ်ခဲ့တဲ့ group section တွေ join ခဲ့ဖြစ်တယ်။တခြား workshop တွေနော်တခြား event တွေတော်တော်များများကိုကျွန်မဆက်ပြီးတော့ဟိုဆက်ပြီးရှောင်လန်းခဲ့တယ်ပေါ့နော်။တော့ဒီမှာပို့ပို့ပြီးတော့အေဂျင့်မှုတွေရလာတယ်။နော် ဟိုအဓိကတခုနောက်ဆိုလို့ခုနောက်ပိုင်းဘာကိုဆက်ပြီးတော့ဆ iam နဲ့ဆက်ပြီး join ပြနေလဲဆိုလို့ရှိရင်ကျမတို့ဟာပေါ့နော် past life ပေါ့နော် past life abandon လို့ခေါ်တဲ့အတိတ်တုန်းကငါကဘယ်လိုလူလဲအနာဂတ်မှာငါဘယ်လိုလူမျိုးဖြစ်မလဲငါဘယ်လိုတည်မလဲဆိုတဲ့ဟာမျိုးအဲ့ဒီ ဟို work ဟာလေးပေါ့နော် workshop လေးတစ်ခုအဲ့ဒီ course လေးတစ်ခုကိုဒီမှာဆရာမနဲ့ဆက်ပြီးတော့သင်ယူနေတယ်လေ့ကျင့်နေရပေါ့နော်အဲ့ဒီမှာပို့ပြီးတော့အေးချမ်းမှုရလာတယ်လို့လည်းခံစားရတယ်။နောက်ဒီနှုတ်တိလာလေးစောင့်ထိန်းတာပေါ့နော်တနေ့တနေ့မနက်မိုးလင်းရနေမိုးချုပ်တင်ခါဘလို principle နဲ့နေသွားမလဲဘသူများကိုဘလို့စိတ်မျိုးနဲ့ဟိုငါဘလို့စိတ်မျိုးထားမလဲကိုယ့်ကိုရောအများရန်ဘလို့စိတ်နေရာလေးမှာနေနေမလဲဆိုတဲ့ဟာလေးကတကယ်ကိုအေးချမ်းပါတယ်တကယ်လည်းအကျိုးရှိပါတယ်အဲ့ဒီအတွက်လည်းဆရာမကိုလည်းကျေးဇူးတင်ပါတယ်ကျွန်မအများကြီးကို ့ကိုတော့အကျိုးတွေအများကြီးရှိလာတယ်အများကြီးလည်းပြောင်းလဲမှုတွေရှိလာတယ်လို့လည်းခံစားရတဲ့အတွက်ဆက်မောက်လည်းကျေးဇူးတင်ပါတယ်ဆက်ပြီးတော့လည်းဒီလမ်းကိုဆက်လျှောက်ဖို့လည်းအားရအများကြီးရှိနေပါတယ်ကျေးဇူးတင်ပါတယ်